ဟယ်လိုအားလုံးမင်္ဂလာပါကျွန်တော် channel လေးကနေနေ့စဉ်ဖော်ပြပေးနေတဲ့ NGO လောက်ကင်ခွန်းလန်းတွေနဲ့တူညီကောင်မောင်နှမတွေအတွက်လောက်ကင်ခွန်းလန်းတွေဖန်တီးနိုင်ပါစေလို့ဥစွာစုမကောင်းတောင်းပါတယ်ဒီနေ့ကလည်း30ရက်နေ့အတွက်ထပ်မံပြီးတော့ဖိတ်ခေါ်ထားတဲ့ NGO လောက်ကင်တွေကိုထပ်မံဝင်ပြေးသွားမှာဖြစ်ပါတယ်ကျွန်တော်နဲ့အတူတူလိုက်ပါနာဆင်ဖို့ဖိတ်ခေါ်ပါတယ် ကဲဒါဆိုရင်ကျွန်တော်တို့ကြည့်ကြည့်လိုက်ရအောင်နော်ပထမဆုံးဖွဲ့စည်းတစ်ခုအနေနဲ့ဆိုရင် MRC ရဲ့မြန်မာ record ပေါ့နော်ဖွဲ့စည်းကနေ line link sortation အတွက် allocation အတွက်ဖိတ်ခေါ်ထားတဲ့အလောက်ကန်ခွင့်လန်းကတော့ admin HRN logistic officer နော်သူရဲ့ position ကတော့အဲ၃ခုအလောက်ကန်ပေါ့နော်အဲ admin လည်းပါတယ် HR လည်းပါတယ် logistic ဆိုတော့အဲတော်တော်လေးကို အလောက်ကိုင်းအဲတွဲပြီးတော့လှုပ်ယူရမယ့် position တစ်ခုလို့ကျွန်တော်မြင်မိပါတယ်။နောက်အဖွဲ့စည်းတစ်ခုအနေနဲ့ဆိုရင် PUI ဆိုတဲ့အဖွဲ့စည်းကတော့နှစ်ခုဖိတ်ခေါ်ထားတဲ့ Mandalay region အတွက်ပဲဖြစ်ပါတယ်။ position အနေနဲ့ဆိုရင် head supervisor nas အတွက် position တစ်ခုဖြစ်တယ်။နောက် position တစ်ခုကတော့ senior medical officer ဆိုတဲ့ position တစ်ခုကို PUI အဖွဲ့စည်းက Mandalay region အတွက်ဖိတ်ခေါ်ထားတာတွေ့ရပါတယ်။ နောက်ခဲ International မြန်မာကလည်းပဲကျွန်တော်တို့ Mandalay region တကူ position တကူခေါ်တာလာရှိတယ်။ပထမ position ကတော့ worst specialist ဆိုတဲ့ position တကူဖြစ်တယ်။နောက် position တကူကတော့ Mandalay အတွက်ပဲ shatter specialist ဆိုတဲ့ position တကူကိုခဲမြန်မာအနေနဲ့ဖိတ်ခေါ်ထားတာတွေ့ရပါတယ်လို့ နောက်ဖွဲ့စည်းတစ်ခုအနေနဲ့ဆိုရင် LCG ဆိုတဲ့ဖွဲ့စည်းကရန်ကုန် region အတွက်ကို communication intent ဆိုတဲ့ position ခေါ်ထားတယ်ဒါကတော့အလုပ်အတွေ့အကြုံရချင်တော့အဲကျွန်တော်ညီကိုမောင်နှမအတွက် intern လျှောက်ထားတဲ့အလုပ်ကိုင်ခွင့်လန်းတစ်ခုဖြစ်ပါတယ်။နောက် PUI ဆိုတဲ့ organization က Mandalay region အတွက်ကို MHPSS supervisor position ကို ခေါ်ထားတာရှိပါတယ်။ UNESCO အဖွဲ့အစည်းကလည်းဒီရန်ကုန် base အတွက်ကို call for consultancy ဆိုတဲ့ position ရာထူးကိုဖိတ်ခေါ်ထားတာလည်းရှိပါတယ်။နောက် PUI အဖွဲ့ကရန်ကုန် region အတွက် country head manager ခေါ်ထားတာရှိပါတယ်။အာနောက် facility ကအနေနဲ့ဆိုရင် habitats အကရန်ကုန် region အတွက်ကို assistant human resource officer ဖိတ်ခေါ်ထားတာရှိပါတယ်။နောက်တဖွဲ့အနေနဲ့ဆိုရင်ကျွန်တော်တို့ youth capacity building center ရန်ကုန် base အတွက်ကို administrative manager ဆိုတဲ့ position ရန်သူကိုဖိတ်ခေါ်ထားရလဲရှိပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ CSCH ဆိုတဲ့ organization ကရန်ကုန် region အတွက်ကို deputy head of operation ဆိုတဲ့ position ရန်သူကိုလည်းဖိတ်ခေါ်ထားတာရှိပါတယ်အဲဒီနေ့ဖိတ်ခေါ်ထားတဲ့လောက်ကင်ခွန်းလန်းတွေကတော့ deadline ကိုကြည့်မှဆိုရင်ကျွန်တော်9ရက်နေ့ဂျွန်လာနေကျွန်တော်17ရက်နေ့ဂျွန် အထစ်ကိုနောက်ဆုံးဖိတ်ခေါ်ထားတဲ့လောက်ကန်ခွင့်လန်းတွေဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့လောက်ကန်ခွင့်လန်းတွေလိုအပ်တဲ့ညဖို့တွေအတွက် deadline လေးကိုတစ်ချက်ကြည့်ပြီးမှနောက်ဆုံးအချိန်မီရှော့ထားနိုင်ဖို့အတွက်လည်းအတိပေးတင်ပြအပ်ပါတယ်လို့ကျွန်တော် channel လေးကိုစဉ် design အားပေးနေတဲ့ကျွန်တော်ရဲ့ညဖို့တွေကိုလည်းထူးခြားတင်ပါတယ်။ကျွန်တော် channel လေးကို like and subscribe လုပ်တာ people လည်းမြေတရက်ခံတောင်းဆိုပါရနော်။နောက် video မှာပြန်တွေ့ကြပါမယ်။အားလုံးကျေးဇူးတင်ပါတယ်။